လက်တွေ့ဘဝမှာဘုန်းကြီးတို့တွေဘာလို့ခြင်းတယ်လဲနော်ကိုသွားခြင်းနဲ့လမ်းကြောင်းဖြောင်းဖြောင်းတန်းတန်းရောက်ဖို့ရအတွက်အလှပကိုမမောသူမဖြစ်เสียရဘူးလှပကိုမမောတယ်ဆိုလို့ရှိရင်လူဘဝမှာတော့အထွတ်ထိပ်ကိုမရောက်နိုင်ကြဘူးတရားလမ်းကြောင်းနဲ့ပတ်သက်လာရင်ဝေးသေးတယ်ဘုတရားသူတရားမြတ်ရဖို့ဆိုတာတော့လုံးဝကိုမဖြစ်နဲ့နောက်ဆုံးမှတရားသူတရားမြတ်ရတာကိုမပြောနဲ့အောင်နော် အလားပါမမောတဲ့ပုဂ္ဂိုလ်ဟာလောကစိစိမ်ဥစ္စာတစ်ခုတောင်ရနိုင်တာမဟုတ်ဘူးပြိုလဲပြီးကြဆုံးသွားနိုင်တယ်ကိုဖြစ်ချင်တဲ့အရာတစ်ခုကိုဖျက်ကျော်ဖို့အတွက်ကာမဂုဏ်အာယုံဆိုတဲ့ဖျားယောင်းသိဆောင်မှုတွေကိုကျော်ဖြတ်နိုင်ရမယ်သူပါနုပတ်တဲ့အလားပါကိုအမြဲတမ်းရှုနေတဲ့ပုဂ္ဂိုလ်ဟာအလွန်မိုးခံရမယ်နေတိုက်လို့တပင်းကြီးနေသလိုကိလေသာဆိုတဲ့ ပယ်တံမှုတွေကသူ့ကိုအသေးတက်လိုက်လိမ့်မယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့အတုပါဒုပတိလို့ခေါ်တယ်မတည့်မတည့်ယုံစွဲအမှန်ကိုတဘာဝအမှန်ကိုချိထက်ရလောကလူတွေဟာလည်းပဲကိုကိုကိုလည်းချိသူများကိုလည်းချိလှတယ်ဆိုတာအပေါ်ယံလေးပဲမဟုတ်လားတောင်မို့အင်္ဂလိပ်စကားတောင်ရှိသေးတယ် beauty is skin deep အရေးပြားလေးကလည်းလှနေတယ် နော်အရေးပြားလေးပေါ်တယ်လှအရေးကိုခွာလိုက်ရင်အတွင်းအတဏီလန်ကြီးတွေတူတူပဲအဲ့တော့လူခန္ဓာကိုယ်ဟာလည်းပဲအတွင်းထဲဖောက်ပြီးတော့ကြီးနိုင်မယ်ဆိုလို့ရှိရင်အတွင်းထဲမှာယွန်းစရာမတ္တရီစရာအော့ခြင်းစရာအန်ခြင်းစရာတွေပဲရှိတယ်နော်အပေါ်ယံလေးချပြီးတော့လူတွေကตายရနေကြတာတူတူငါငါအပေါ်ယံချပြီးตายရနေကြတာตายရအောင်မျိုးစုံဖန်တီးပြီးတော့ထားကြတယ် တကယ်ကမမွှေးကြိုင်တာကိုမွှေးကြိုင်တဲ့အနန္တတွေပက်ဖြန်းပြီးတော့ထားလို့အဲ့ဒီအနန္တတွေကိုလူကထွက်တဲ့အနန္တလို့ထင်ပြီးတော့မျက်စိလဲချတာမလာတာကိုလှရလို့မျက်စိလဲသွားကြတာအဲ့ဒီမျက်စိမလဲအောင်ချိနိုင်တဲ့ပုဂ္ဂိုလ်ကိုအတုပနုပတိတဲ့တကယ်မလမပမတက်မတဲရွံစပွဲဆိုတာကိုရှုမြင်သုံးသပ်တဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တော့ကြီးကို လေးမုန်တိုင်းကပြိုလဲတော့အောင်မတတ်နိုင်တဲ့လို့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကြီးရင်းရိုက်တော့အောင်တဏှာရာဂကမလုံဆောင်နိုင်ဘူးလို့သူတို့ဆိုတယ်အဲ့တော့ဘုန်းကြီးတို့တွေကိုလိုချင်တဲ့ပန်းနဲ့တခုရချင်ပြီဆိုရင်အနပ္ပကိုမမမောရဘူးလို့ဆိုလို့တယ်နော်အစစ်အမှန်ကိုမြင်နိုင်အောင်ကြည့်မြင်နိုင်အောင်ကြည့်ဂိဋ္ဌိခေမှာလည်းပဲပညာသင်နေတဲ့အချိန်မှာကြဆုံးသွားတဲ့ပုဂ္ဂိုလ်ကြီးအများကြီးပညာတော်ဝဲတစ်ပြည့်နဲ့ အလှပမမောတဲ့ပုဂ္ဂိုလ်တွေကပညာရေးတစ်ပြက်တစ်ဝက်တစ်ပြက်နဲ့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေများရှိတယ်။အဲ့ဒါလို့မဖြစ်ရအောင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုဟာဒီကာမဂုဏ်အယုန်ဒီပေါ်မှာမမောတွေ့တာလေအမြင်မျိုးကိုမမြင်စေရဘူးအစ်စ်မှန်ကိုမြင်တဲ့အမြင်မျိုးမြင်တတ်အောင်လေ့ကျင့်ပေးရမယ်လို့ဒါမှကိုသွားခြင်းနဲ့လမ်းဆုံးပန်းတယ် ကိုရချင်းနဲ့နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဒါအရေးချင်းတစ်ခုပဲเนาะ